အလုံးမင်္ဂလာပါကျွန်တော်နာမည်ကိုဝလိုက်ခေါ်ပါတယ်အဲ့တော့ကျွန်တော်စီကိုရခေတ္တဖရီဇာအများစုကအပေါ်အေးပြီးမှအောက်မအေးဘူးဆိုတော့ကျွန်တော်ပြစ်ချစ်တင်တာအများကြီးရောက်တာဖြစ်ပါတယ်เนาะဒါတွေကိုကျွန်တော်စီမှာအများကြီးရှိတယ်ဒါတွေကိုတော့ကျွန်တော် အကောင်းဆုံးအောက်ကိုထိရအောင်ဒီကျွန်တော်ပြပြင်ထားပါတယ်အဲ့ဒါကိုတစ်ချက်လောက်လာချစ်ပေးပါเนาะဒီမှာโอเคဒါလေးဖွင့်ချစ်မယ်โอเคဒီမှာလေးချစ်မယ်เนาะကျွန်တော်ဒါလေးဖွင့်ချစ်မယ်ဒါဆိုရင်ကျွန်တော်ဟောအောက်ထိရောက်တာเนาะအသေးချာလေးရိုက်ပေးလိုက်နောက်အကက်လေးမြင်ရလား ဟိုးမှာအောက်ထိရောက်တာဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်ဒါလင်းဒီမှာဆိုရင်လည်းဒီနဖားတွေမှာရေရတော့ပုံမှန်တော့ခဲတာပေါ့နော်အဲ့တော့ဒီမှာလေးကျွန်တော်နဖားတွေထူနေတာတွေ့ရပါလိမ့်မယ်နော်โอเคပြီးတော့ကျွန်တော်ဒီမှာကြည့်မယ်ဒီဘက်ကြည့်မယ်ကျွန်တော်ဟိုးအောက်ထိမမြင်ရလားမမြင်ရလားမသိဘူးနော်ဟိုအောက်ထိအမ်ဒီအောက်ထိကျွန်တော်ကြည့်မယ်နော်ဒေရှာလေးရိုက်လိုက်ကင်မရာပေါ့အမ်ဒေရှာလေးရိုက်လိုက်ဒီအထိရိုက်လိုက်ကျွန်တော်ဟောအောက်ထိကိုခေးသွားပါတယ်နော်ဒီမှာအားလုံး ကျွန်တော်တို့အလုံးခဲသွားပါတယ်ပထမတုန်းကတော့ဒီရေခဲသစ်တာကျွန်တော်စီလာတော့ကအပေါ်ပဲဒီလောက်လောက်ပဲအေးတာဗောနော်အောက်ထိမအေးဘူးဖြစ်ပါတယ်နော်ကျွန်တော်အဲ့လောက်ထိအေးတာဖြစ်ပါတယ်ကျွန်တော်အပေါ်ထိမအေးဘူးဖြစ်ပါတယ်ဒီကောင်ကကြတော့အဲ့ဒါကိုကျွန်တော်ပြပြန်ထားတော့ကျွန်တော်အဲ့ဒါကိုကျွန်တော်တို့ကဒီမှာအောက်ထိကျွန်တော်အေးအောင်လုပ်ပေးထားပါတယ်နော်ရေခဲကတော့ကျွန်တော်ဘယ်နေရာကားပဲခေခေပါအောက် အောက်ရဲ့မျက်နှာပြင်နေရပါသူကခေးသွားမှာဖြစ်ပါတယ်နော်ဒီရှိကျွန်တော်တို့ကြည့်ဒေရှာလေးကြည့်ပါနော်ဒီမှာနော်အားလုံးအောက်ထိခြေတာဖြစ်ပါတယ်ဒါကကျွန်တော်တို့ကဒီ freezer တလုံးကိုအောက်ခေးဖို့အတွက်လုပ်တဲ့အခါကျွန်တော်တို့အပူကွိုင်းလေးကိုတည်တည်ရှာတွက်ချက်ရပါတယ်။နောက်ပြီးတော့ဒီရဲ့ရေကြီးတက်တာမှာစီးလာမဲ့အပူချင်းကိုကျွန်တော်တို့ဘယ်လောက်ထိစွန့်ထုတ်နိုင်မှာလဲ အာစီမျိုးစားကဘလောက်လဲကျွန်တော်ကဗေဂျူအဝဘလောက်လဲဆိုတာကိုကျွန်တော်တို့သေသေးရှာတွက်ချက်ပြီးလောက်ရပါတယ်။ဘာလို့ဆိုဖရီဇာကတော့ကျွန်တော်တို့တော်တော်များများအပေါ်အေးပြီးအောက်မအေးဘူးဖြစ်တာဖြစ်ပါတယ်နော်။ဒါကတော့ကျွန်တော်အပေါ်တဝက်လောက်ပဲအေးတာလေးကိုကျွန်တော်အကောင်းဆုံးနဲ့ပြုပြင်ပေးတာဖြစ်ပါတယ်။ဒီမှာဆိုရင်ကျွန်တော်တို့ခြေပါဒီမှာတလုံးနော်ဒီမှာဆိုရင်လည်းအရှိတလုံးဖြစ်ပါတယ်။ဒီမှာလည်းတလုံးဖြစ်ပါတယ်။ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာလည်းတလုံး ပြီးတော့ဒီဟောအတွင်းတင်းမှာလည်းကျွန်တော်အကြီးတလုံးဖြစ်ပါတယ်เนาะအကြီးတွေကတော့ဒါကတော့နေရာလေးရှုပ်နေလို့ဖြစ်ပါတယ်เนาะ အဲ့တော့ကျွန်တော်တို့စီမှာတကယ်လို့ကျွန်တော်တို့ရေကြီးတက်တာပဲဖြစ်ဖြစ် aircon ပဲဖြစ်ဖြစ်ပေါ့နော် overshoot set တွေပဲဖြစ်ဖြစ်ပြင်နှံတက်ချင်တာပဲဖြစ်ဖြစ်ပြင်ကျင်တာပဲဖြစ်ဖြစ်တင်နှံတက်ချင်နေဆိုရင်လည်းကျွန်တော်လကောင်တိုင်း9ရက်နေ့9ရက်နေ့တိုင်းရှိတာဖြစ်ပါတယ်နော်အဲ့တော့တင်နှံတက်ချင်နေဆိုရင်လည်းကျွန်တော်လကောင်9ရက်နေ့တိုင်းရှိတယ်ရေကြီးတက်တာတော့ overshoot set တော့ aircon တော့ပြင်ကျင်နေဆိုရင်လည်းကျွန်တော်တို့ရဲ့ဖုန်းနံပါတ်သူများကို0953938ကိုဆက်သွယ်ပြီးပြည်ပြန်နိုင်ပါတယ်နော်ကျွန်တော်တို့ပြည်ပြန်ထားတဲ့အရာအားလုံးကိုကျွန်တော်အားမခံပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်